ဖျားဖြစ်ခြင်းစိတ်ရှိတာဖျားလှုပ်ခြင်းစိတ်ဖြစ်တာဟာမကောင်းတဲ့စိတ်မဟုတ်ပါဘူးကောင်းတဲ့စိတ်လို့ဆိုရမယ်ဖျားဖြစ်အောင်ကြိုးစားတာဖျားဖြစ်အောင်လှုပ်ဆောင်တာတွေလည်းကောင်းတဲ့အလုပ်တွေပါပဲဒါပေမဲ့ကိုကိုယ်တိုင်ဖျားဖြစ်ခြင်းတာနဲ့ဖျားကိုတတ်တဲ့အလုပ်လှုပ်တာဆိုရင်တော့မကောင်းဘူးယုံညံ့တဲ့စိတ်မှားရိုင်းတဲ့စိတ်အောက်တန်းစားစိတ်လို့ဆိုရမယ် ိုယ်တိုင်ဖျားဖြစ်ချင်တာနဲ့ဖျားကိုတတ်ရမှာမဟုတ်ဘူးဖျားဖြစ်အောင်ပဲကြင့်ကြံအားထုတ်ရဖျားကိုတတ်လို့ဖျားမဖြစ်ပါဘူးဖျားဖြစ်အောင်ကြင့်မှာသာဖျားကဖြစ်မှာဖျားဖြစ်ချင်တာနဲ့ဖျားကိုတတ်လို့ကတော့ဖျားတော့မဖြစ်ဘူးဒေဝဒတ်ပဲဖြစ်မှာဘဝမှာလည်းသူများတွေလိုချမ်းသာခြင်းစိတ်ရှိတာချမ်းသာခြင်းစိတ်ဖြစ်တာတွေဟာကောင်းတဲ့စိတ်ဓာတ်တွေလို့ဆိုရမယ် ချမ်းသာအောင်ကြိုးစားအားထုတ်တာတွေချမ်းသာအောင်လုပ်ကြင်တာတွေဟာ မကောင်းတဲ့အလုပ်တွေမဟုတ်ပါဘူးဘဝမှာကြီးဝါတိုးတက်ချမ်းသာအောင်လုပ်တာဟာကောင်းတဲ့အလုပ်တွေပဲဒါပေမဲ့ကိုကိုယ်တိုင်ကြီးဝါတိုးတက်အောင်မြင်ချင်တာနဲ့ကြီးဝါတိုးတက်အောင်မြင်နေတဲ့သူတွေကို တိုက်ခိုက်တာ အပုတ်ချတာနောက်ကျောဓာတ်နဲ့ထိုးတတ်တာမျိုးတွေကတော့ကောင်းတဲ့စိတ်ဓာတ်နဲ့ကောင်းတဲ့လုပ်ရမဟုတ်ဘူးကြီးဝါတိုးတက်ချမ်းသာခြင်းရင် ជីវ៉ាတိုးတဲ့ချမ်းသာမြန်အလုပ်တွေကိုပဲလုပ်ရမယ်။ជីវ៉ាတိုးတဲ့ချမ်းသာနေသူကိုတိုက်ခိုက်ဖျက်ဆီးရမှာမဟုတ်ဘူး။ជីវ៉ាတိုးတဲ့နေသူတွေကိုဖျက်ဆီးနေတာဆိုရင်တော့အဲ့ဒီစိတ်ဓာတ်ဟာယုံညံ့တဲ့စိတ်ဓာတ်ညစ်ပတ်တဲ့စိတ်ဓာတ်အောက်တန်းကြတဲ့စိတ်ဓာတ်လို့ပြောရမယ်။ကိုကိုယ်တိုင်ကြော်ကြခြင်းရင်ကြော်ကြနိုင်တဲ့အလုပ်တွေကို လုပ်ပါ။ကြော်ကြနေနေတဲ့သူတွေကိုတိုက်ခိုက်ပြီးမကြော်ကြခြင်းပါနဲ့။ ကြော်ကြနေသူတွေကိုတိုက်ခိုက်ပြီးကြော်ကြအောင်လုပ်လို့ကြော်ကြရရင်လေအဲ့ဒီကြော်ကြမှုဟာနာမည်ဆိုးနဲ့ကြော်ကြလာခြင်းပဲဖြစ်လေနာမည်ကောင်းနဲ့ကြော်ကြတာမဖြစ်နိုင်ဘူးကိုထမင်းဆိုင်ရောင်းကောင်းနေတာနဲ့သူ့ထမင်းဆိုင်ကိုဖျက်ဆီးပစ်တာဟာစိတ်ကောင်းမဟုတ်ဘူးအဲ့ဒါယုံညံ့တဲ့စိတ်ပဲသူ့ထမင်းဆိုင်ပျက်စီးသွားတာနဲ့ကောကိုထမင်းဆိုင်ကရောင်းကောင်းမှသိကြပါမလားကိုထမင်းဆိုင်ရောင်းကောင်းခြင်းစားသုံးသူတွေကြိုက်အောင် ဝန်ဆောင်မှုကောင်းအောင်လုပ်ရမှာမဟုတ်လား။သူထမင်းဆိုင်ပြည်စည်းသွားရင်ငါထမင်းဆိုင်ရောင်းကောင်းမယ်လို့မြင်တဲ့အမြင်ဟာလဲမှန်ကန်တဲ့အမြင်မဟုတ်ဘူး။အဲလိုသိတဲ့အသည့်ကလည်းမှန်ကန်တဲ့အသည့်မဟုတ်ဘူး။အသည့်မှအမြင်မှကြီးတယ်လို့သိမြင်ရတယ်။ဒါကြောင့်ကိုဘဝကိုအောင်မြင်ခြင်းနဲ့ဆိုရင်ကိုလမ်းချောင်းကိုပဲတဲ့တဲ့မှတ်မှတ်အကောင်းဆုံးလျှောက်လမ်းမှာ။သူလမ်းချောင်းသူလျှောက်နေတဲ့သူကိုလိုက်ချေမထိုးပါနဲ့။ ူများသွားနေတာကိုလိုက်ခြေထိုးနေမယ်ဆိုရင်ကိုလမ်းကြောင်းနဲ့ပိုးပြီးတော့ဝေးသွားတယ်အဖတ်တယ်ဖျားဖြစ်ခြင်းနဲ့ဖျားလုတ်ခြင်းနဲ့ဒေဝဒတ်ဟာကိုဘာသာဖျားဖြစ်ဖို့အကျင့်မကျင့်မဲနဲ့သူ့ဘာသာကျင့်လို့ဖြစ်လာတဲ့ဖျားကို လိုက်ကန့်လန့်တိုက်လိုက်နှောက်ယှက်လာခဲ့တာ နောက်ဆုံးတော့ဖျားမဖြစ်ပဲဒေဝဒတ်ပဲဖြစ်ပြီးသမိုင်းမှာလူရိုင်းလူစုကြီးဖြစ်သွားရတယ်မဟုတ်လားဒါကြောင့်ထပ်ပြောပါမယ် ဖျားဖြစ်ချင်တယ်ဆိုရင်ဖျားဖြစ်မဲ့အကျင့်တွေကိုပဲကျင့်ပါဖျားကိုတတ်ဖို့မကြိုးစားပါနဲ့ဖျားကိုတတ်လို့ဖျားမဖြစ်ဘူးဖျားကိုတတ်ရင်ဒေဝရပဲဖြစ်မယ်ဆိုတာမမေ့ပါနဲ့ကိုယ့်ဘဝကိုအောင်မြင်ခြင်းရင်အောင်မြင်နိုင်တဲ့နိလန့်နေနဲ့ကြိုးစားပါအောင်မြင်နေတဲ့လူတွေကို လိုက်နှောက်ရှက်ပြီးတော့လိုက်ဖြည့်ဆည်းလို့ကိုဟာအောင်မြင်မှာမဟုတ်ဘူးလို့နားလေစေချင်ပါတယ်ကဲအားလုံးအားလုံးနီးမှန်လက်မှန်များနဲ့ ဘဝလမ်းကိုဖြောင်းတန်းနိုင်ကြပါစေ